မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့2025ခုနှစ်အပေဒဒုတိယဆယ်ရက်ဘက်အတွက်မူလဝဒနဲ့ဇလားဗေဒခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွားနိုင်ပြီးတော့ကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်းတဲကနေတည်တူတတ်ပါရယ်။ မိုးရွာသွန်းမှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်းမြေထပ်ပုံနိုင်ပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းအေရတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်မှာရွာသွန်းမြေခံမှုတည်ကြုံရပါမယ်။ရောင်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရတိုင်းဒေသကြီး၊တဲနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့၅ရက်ကနေ၈ရက်ခန့် ဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာတရက်ကနေ၄ရက်ခန့်မိုးထစ်ကြုံရွာပါမယ်နေပူချိန်တွေကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဧပြီလပြန့်မြအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယအောင်ကျော်နေနိုင်ပြီးနေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာအေပယ်လပြင်းပြအပူချိန်ကန်တာရှိပါတယ်။မြင့်ရချင်းတွေကတော့အရာရီမြင့်ရမြင့်ချင်းနာမျိုးဗမော်မျိုးရွှေကွမျိုးကတာမျိုးတပိတ်ချင်းမျိုးမန်းလေးမျိုးစကိုင်းမျိုးနဲ့မြင်းမူမှာ၃ပေကနေ၅ပေကပခုံးကူမျိုးညာဦးမျိုး၆မျိုးမင်းပိုးမျိုးမကွေးမျိုးအောင်လံမျိုးပြည်မျိုးစိတ်သားမျိုးဟိဒရာမျိုးနဲ့ဇလုံမျိုးမှာပေဝက်ကနေ၂ပေကလက်ရှိရင်ဘတ်တွေထပ်မြင့်တက်ပါမယ်ချင်းရီမြင့်ကတော့ခန်းနီးမျိုးဟ ோம் လေးမျိုးဖောင်းမြင့်မျိုးနဲ့ မော်လိုင်းမြို့မှာတပေခွဲကနေနှစ်ပေကန်ကရင်ဝမြို့မင်းကင်းမြို့ကနေမြို့နဲ့မွန်ရွာမြို့မှာပေဝက်ကနေတပေကန်လက်ရှိရမတ်တေထံမြင့်တက်ပါမယ်။မြစ်တာမြေကတော့ကလင်းမြို့မှာပေဝက်ကဒေါထရီမြေကတော့တီဘောမြို့ရွှေစာရံနဲ့မြင်းငယ်မှာပေဝက်ကနေတပေကန်စစ်တောင်းမြေဟာတောင်ဝမြို့နဲ့မားတောင်မှာပေဝက်ခန့်စီရွှေကျင်မြေကတော့ရွှေကျင်မြို့မှာပေဝက်ကပဲခူးမြေကတော့ဇောင်းတို့မြို့မှာပေဝက်ခန့်နဲ့ပဲခူးမြို့မှာနှစ်ပေကန်တန်လင်းမြေကတော့ဖန်မြို့မှာတပေခွဲကတောင်းရင်မြေကတော့မြားရီမြို့မှာပေဝက်ခန့်ငုံမြေဟာငတိုင်းကျောင်းမြို့တာပေါင်းမြို့ပသိမ်မြို့မှာတော့ ပေဝက်ကနေတပေခွဲကတို့မြေကတော့မအိုပင်မျိုးမှာနှစ်ပေကနဲ့ဘေးလင်းမြေကတော့ဘေးလင်းမျိုးမှာပေဝက်ခန့်လက်ရှိရင်မတ်တွေထက်မြင့်တက်လာနိုင်ပါတယ်ရှင်ဆက်လက်ပြီးတော့လည်းငလင်းကြောင့် AR မြေကဘာတွေပြိုကျနိုင်တဲ့အခြေအနေဖြစ်ပေါ်နေတဲ့အကြောင်းဖော်ပြပေးပါမယ်ပြီးခဲ့တဲ့ match လာ28ရက်ကလောက်ကဲခဲ့တဲ့အင်အားပြင်းငလင်းကြောင့် AR မြေကဘာတွေပြိုကျနိုင်တဲ့အခြေအနေဖြစ်နေတဲ့အကြောင်းဒေတာကန်နေတာကသိရပါပါတယ် အဆိုပါငန်းလင်းကြောင့်သာတရေကအစာအုံတွေလူနေအိမ်အများပြားပြည့်စည်ကြရပြင်နောဆက်တွေအနေနဲ့မြေကမ်းတစ်ပြေးမှရှိတဲ့မြေသားတွေလည်းအကွဲကြောင်းတွေဖြစ်ပေါ်နေတာပြိုကျနိုင်တဲ့အနေအထားဖြစ်နေတဲ့အကြောင်းအသက်50ရွယ်စကိုင်းဒေသခံမျိုးသားကဆိုပါရယ်ငလေတွေကလည်းမငြိမ်သေးဘူးလှုပ်နေတော့ပဲအားနည်းနည်းပြင်းပြင်းလှုပ်ရင်အဲ့ဒီကဘာတွေကပြိုကျမှာရေချိုးနေတော့ကဘာတွေပြိုကျရင်အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်လို့အဲ့ဒီမျိုးသားကဆိုပါရယ်အားပြင်းကလျင်ကြီးကြောင့်သခိုင်းမျိုးမှာလျှက်စစ်ပြီးပြတ်တောင်နေတာကြောင့်မြေအောင်ရေတင်လို့မရတဲ့အပြင်ကံရီတွေကလည်းမရှိတော့တဲ့အတွက်အေအာရ င်းမြေကိုအဓိကအားထားနေရတယ်လို့မျိုးကန်တွေထံကသိရပါတယ်။ငလျင်ဘေးတင်ထားတဲ့စကိုင်းမျိုးကန်တွေကိုပရဟိတအဖွဲ့တွေကတောက်သုံးရီတူတန်းနေတဲ့အတွက်အဆင်ပြေပေမဲ့လည်းသုံးရီအတွက်အခက်အခဲဖြစ်နေတဲ့အကြောင်းစကိုင်းမျိုးထူပိုင်အောင်လမ်းမနေထိုင်တဲ့မျိုးပြီးကလည်းဆိုပါတယ်။ AR မြေကြီးကိုအဓိကအားထားနေရတာချိုးရီလည်းအဲ့ဒီမှာသွားချိုးနေရတယ်။အိမ်မှာသမီးပြိုလေးတွေကရှိတော့မြေစိတ်ကိုသွားချိုးရတော့အခက်အခဲဖြစ်တယ်။မိကလည်းမလာတော့မပြစ်မနေသွားချိုးရတာပါပဲ။အမားတို့ရက်ွက်တယ်မဟုတ်ဘူးတခြားမြေကမ်းဘေးနဲ့နေတဲ့သူတွေအကုန်လာချိုးရတာလို့လကောင်းကဆိုပါတယ် မလီမလောက်ခတ်မီကအီယာရီမြည်ကိုပိုင်လိုင်းနေတဲ့အတွက်တက်ပြီးတော့သုံးရက်အတွက်အသုံးပြုနေတာဖြစ်ပေမဲ့ငလီလှုပ်ခတ်ပြီးတဲ့နောက်မှာရဲစင်ပြီးပြတ်တောက်တဲ့အပြင်ပိုင်လိုင်းနေပါပျက်စီးတာကြောင့်သုံးရက်အခက်အခဲဖြစ်နေတဲ့အကြောင်းထူပါအောင်လမ်းမာနေတဲ့အသက်40အရွယ်မျိုးသားကဆိုပါတယ်တတော်တော့ဒုက္ခရောက်တယ်တချို့ဆိုရင်ရေမကူးတတ်တော့မြစ်ထဲမစင်ရဲဘူးအခုရေကပြတ်တော့ရေမကူးတတ်လည်းမြစ်ထဲစင်ချိုရတယ်ရေပြန်ရဖို့ကအချိန်ဆက်ရအောင်မထင်တယ်လို့၎င်းကဆိုပါတယ် အရာတွေမြေကဘာပြိုကျနိုင်တဲ့အခြေအနေဖြစ်ပေမဲ့သုံးရခက်ခဲရှိနေတဲ့ကြောင့်ပြည်သူတွေဟာမြေစိတ်ဘက်ကိုလာရောက်ပြီးတော့ရင်ချိုနေရတဲ့ကြောင့်လူငယ်တွေအတွက်အခက်ခဲမရှိပေမဲ့တက်ကြီးရုံအနေနဲ့ကျန်းမာရေးမကောင်းတဲ့သူတွေမြေစိတ်ကိုလာဖို့အခက်ခဲဖြစ်နေတဲ့ကြောင့်အသက်30အရွယ်ဒေသခံအမျိုးသမီးကဆိုပါတယ်။ကန်ဒမီကမိသားတွေကအကုန်ကွဲအပ်တာဘယ်အချိန်ပြိုကျမှန်းလဲမသိရဘူး။အဲ့ဒီတော့လူကြီးတွေအတွက်တော်တော်ကိုဒုက္ခရောက်ရတယ်။ပြိုကျရင်လည်းပြီးတာတွေပါတယ်ဖြစ်နိုင်ပါတယ်လို့လကောင်းကဆိုပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့နှစ်လင်းကြောင့်စကိုင်းမြို့ရဲ့80ရာခိုင်နှုန်းကပြည့်စည်ခဲ့ပြီးတော့တင်းဆုံတဲ့သူနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းထောင်ကမ်းရှိကြောင်းဒေသခံတွေကဆိုပါတယ်။လက်ရှိစကိုင်းမြို့ပြည်နယ်ထူထောင်မှုအတွက်အကူအညီတွေလည်းလိုအပ်နေရရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ17ရက်နေ့ဒီနေ့မိုးလွဲ2နာရီချိန်နေ့စဉ်မိုးလွဲသတင်းကိုဖော်ပြပေးပါမယ်။ ဂျမနီမနက်9:00နာရီခွဲအချိန်ကနေဒီနေ့မနက်9:00နာရီခွဲအချိန်ထိမလို့ဒါတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့20နှစ်နာရီအတွင်းကကရားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတိုင်သေးတဲ့ဖြစ်တော့ခဲ့ပါတယ်။တင်းနိုင်တိုင်းဒေသကြီးမှာနေရာစီစဉ်ရောင်းတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျကျမိုးတက်ကြုံရွာသွားပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြောင်မိုးတက်ကြုံရွာပါတယ်။နေဖို့ချိန်တွေကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာအေဘေလာရဲ့ပြည်မြအပေါ်ချိန်ထက်၃ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးတော့မန္တလေးတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာအိမ်ဘယ်လာရဲ့ပြင်းပြအပူချင်းအောင်၄ဒီဂရီဆယ်စီယက်နဲ့ဘကိုးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးမှာအိမ်ဘယ်လာရဲ့ပြင်းပြအပူချင်းအောင်၄ဒီဂရီဆယ်စီယက်ဒီရောင်းနေခဲ့ကကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအိမ်ဘယ်လာရဲ့ပြင်းပြအပူချင်းကသာရှိခဲ့ပါတယ်။ ဆက်ရက်လေတာ2025မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေပူချိန်တွေကတော့ကွန်ကရစ်မြို့မှာ39.8ဒသမ8ဒီဂရီဆက်စီရဲ့ရွှေကျင်မြို့နယ်ကလေးဝါမြို့မှာ39.2ဒသမ2ဒီဂရီဆက်စီရဲ့ညောင်လေးပင်မြို့မှာ39.1ဒသမ1ဒီဂရီဆက်စီရဲ့ရွှေဘုံမြို့နယ်ရေအိုးမှာ39.3ဒသမ3ဒီဂရီဆက်စီရဲ့စီပဲခူးမြို့မှာ38.8ဒသမ8ဒီဂရီဆက်စီရဲ့ဒံကောနယ်မြင်းမြို့မှာ38.6ဒသမ6ဒီဂရီဆက်စီရဲ့စီချောင်းမြို့နယ်အောင်လမ်းမှာတော့38.4ဒသမ6ဒီဂရီဆက်စီရဲ့စီနဲ့ဖအံမြို့မှာ 38.3ဒသမ3ဒီဂရီဆယ်စီယက်တွေဖြစ်ကြပါတယ်။မသားပေါ်ရမွေးချိန်တွေကတော့ဂျက်မီမြို့မှာ1.6ဒသမ6ဒက်လက်မှဒနုပြမြို့မှာ3ဒသမ9ဒုညာလက်မှဘိုးကလေးမှာ3ဒသမ65လက်မှဖျားပုံမှာဖျားပုံမြောင်းများမြို့ဒေဒီရဲနဲ့လမ်းပတ်တာမြို့တွေမှာတော့3ဒသမ63လက်မှစီဘေးမြို့မှာ3ဒသမ59လက်မှနဲ့ညောင်ရုံးမြို့မှာတော့3ဒသမ58လက်မှတွေဖြစ်ကြပါတယ်။ င်္ဂလားပင်လယ်အကျဉ်းတွေကတော့ဒီနေ့မြန်မာစံတော်ချိန်မိုးလက်တနအိခွဲချိန်တိုင်းထွားချက်တွေရဘင်္ဂလားပင်လယ်အနောက်လက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရံဝန်ကတော့အာရော့သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ကပလစ်ပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိုင်အသင်းတွေကနေတည်လူတက်ပါတယ်။မနက်ဖြန်မနက်ချိန်ကြီးခံမှန်းချက်ကတရနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆက်ဆက်နေပြီးတော့ရောင်းတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အီရောက်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာချင်းချင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြောင်မိုးထုံကြောင်ရောက်ပါမယ်။ရောင်းရရန်လုံး80ဖြစ်ပါတယ်။မိုးထိပ်တောင်ဖြစ်ပေါ်မှုချင်းတွေကတော့ရောင်းတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အီရောက်တိုင်းဒေသကြီး၊တရနိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးထိပ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးထိပ်တောင်ရွှေရှားရနေရာတရှိ ရှာမှာတော့မိုးရွာသွန်းလာတဲ့နေအတူတူနေပြင်းတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကျိုးပြတာလျှက်စိလက်တာနဲ့မိုးသီးကျွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ် မြမပင်လယ်ပြင်မှာလှိုင်းသက်တဲ့ရှိပါမယ်။လှိုင်းမြဟာမြမကင်မရာတက်ရှောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာ9ဘေးကနေ10ဘေးကရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဘုကုတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊ဒရဲနိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးတက်ကြုံရောပါမယ်။နေပြည်တော်နဲ့နေတော်အတွက်မက်ဖတ်မက်ချင်ဒီခမန်းချက်ဟာတိမ်သက်တဲ့ပြေတော်ပြီးတော့မိုးတက်ကြုံကနေရာကွက်ချမိုးရပါမယ်။ကျွမ်းရအောင်စစ်စစ်ဖြစ်ပါတယ်။ရောင်မြို့နယ်နေတော်အတွက်မက်ဖတ်မက်ချင်ဒီခမန်းချက်ဟာတိမ်သက်တဲ့ပြေတော် ောင်းပြီးတော့မိုးထစ်ချုံပြီးတော့နေရာကွက်ကြမှုရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်လေးတွိုက်တော့နက်ဖက်မနက်ကြေးတွေအခမ်းအနကြဟာတိမ်သေးတဲ့ဖြစ်တော့ပြီးတော့မိုးထစ်ချုံကနေရာကွက်ကြမှုရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။လာမယ့်အစနေတနေ့အားလည်းရက်တွေအတွက်ကတော့မလို့တာခမ်းအနကြဟာနေပြည်တော်ရောက်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးမှာနေရာကျကျမိုးထစ်ချုံရပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ17ရက်နေ့ဒီနေ့မြမဆန်တော်ချင်းမနက်7:28မိနစ်ချိန်မှာတော့မန္တလေးတိုင်းပါစီမြို့အနီးမြောက်အနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ၄.၉အဆင့်နဲ့အင်အားအသင့်တက်ရှိတဲ့မြို့နယ်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းကလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုဖို့နဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဧပြီလ17ရက်နေ့အတွက်မလူသားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပလီပင်လယ်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 ပေါ်မှာတိမ်တင် ထဲကနေတည်ထူတတ်ပါတယ်။ပင်လယ်ပြင်ခြေနေကတော့တရနိုင်ကင်မရာ၊ရခိုင်ကင်မရာ၊မြဝကျံပေါ်ဒေသတွေနဲ့မုံတမကွေးမှာလေဟာနောက်နောက်တောင်ဘက်ကနေတနအီကိုဆယ်မိုင်ကနေမနက်ဆဲကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။မိုးချိန်နေကတော့စကန်တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာဆင်ဆင်မိုးထစ်ချုံရွာသွန်းပြီးတော့မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်မုံပြည်နယ်မှာနေရာကွက်ပြီးမိုးထစ်ချုံရွာပါမယ်။ တင်းနိုင်တိုင်းဒေသကြီးမိုးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာတိမ်သင့်တဲ့ဖြစ်တော့မှာပဲကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားသားပါမယ်။နေပူချိန်တွေဟာရောင်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘူတိုင်းဒေသကြီးတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာပုံမှန်အပူချိန်တက်မြင့်တက်ပါမယ်။မြို့ချိန်တွေကတော့မကွေးတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးအရောက်တိုင်းဒေသကြီးဘူတိုင်းဒေသကြီးတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာမြို့တွေကြာဆင်းပါမယ်ရှင်။